်အင်္ဂလိပ်မှာကျွန်တော်တို့တတ်တောင်းတတ်တာဖြစ်တယ်ဆိုတဲ့စကားလုံးကိုဘယ်လိုပြောလဲဒီနေ့ကျွန်တော်အဲ့ဒီစကားလုံးလေးကိုအကြောင်းကို sharing လုပ်ပေးမယ်ဆိုတော့အင်္ဂလိပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ feel at ease သို့မဟုတ် be at ease ပေါ့နော်ဒီလိုလေးကျွန်တော်ပြောတယ်ဥပမာလေးကြည့်အောင် i'm at ease with you i am at ease with you ငါကမင်းနဲ့ဆိုလို့ရှိရင်တတ်တောင်းတတ်ဖြစ်တယ်အဲ့မျိုးပြောတာဒုတိယ example everyone should be at ease with their partners everyone should be at ease with their partners လူတွေကသူတို့ရဲ့လက်တွဲပုံယူနေဆိုလို့ရှိရင်တတောင့်တတရှိတဲ့တတတတဖြစ်တဲ့နေတဲ့နောက်ထပ် example တစ်ခုထပ်ကြည့်အောင် so i sometimes feel more at ease with older people because they are not trying to impress me so တခါလေကြားလို့ရှိရင်ကျွန်တော်တို့ကဒီလူကြီးတွေနဲ့စကားပြောတာပုံပြီးတတောင့်တတဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကသူတို့ကိုအထင်ကြီးအောင်ကြိုးစားမနေလို့ပဲတဲ့ဆိုတော့ ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တက်တောင့်တက်တာဖြစ်တယ်ဆိုတဲ့စကားလုံးကို feel at ease with someone တို့မဟုတ် be at ease with someone ဆိုဒီလိုပုံစံလေးကျွန်တော်တောင်းနေခေတ္တမျိုးကျွန်တော်တို့ဗီဒီယိုလေးတွေကိုဒီလိုမျိုး education နဲ့ဗီဒီယိုလေးတွေကိုထပ်ပြီးတော့ကြည့်ကြည့်နေတယ်ဆိုလို့ရှိရင်လည်းကျွန်တော် channel လေးကို subscribe လုပ်ခဲ့ဖို့မမိပါနဲ့အားလုံးပဲ have a nice day ပါနောက်တဲ့ video တွေမှာပြန်တွေ့ပါမယ်